ဗီဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇူလိုင်လ1ရက်နေ့မနက်ခင်းမှတင်ပြပေးမယ့်ဗီဒီယိုအန်ယူဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးသတင်းအနေဖြင့် UNOCHA နှင့် Mr. Andrews ၏ကြိုးပမ်းမှုကိုထပ်လောင်းကျေးဇူးတင်ရှိကြောင်း NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုစားပြုသည့်မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်လူခွင့်ရေးဆိုင်ရာမဟာမင်းကြီး၏အစီရင်ခံစာနှင့်မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်၏မြန်မာနိုင်ငံလူခွင့်ရေးအခြေအနေများနှင့်ဆက်လင်း၍နှုတ်ဖြင့်တင်ပြချက်များကိုကြိုဆိုအပ်တယ်လို့ဇွန်လ30ရက်နေ့မှာလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။ ထို့အပြင်အဆိုပါဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် အရက်ဖတ်လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များအားလည်းကျေးဇူးတင်ရှိပြီးလူ့အခွင့်အရေးမဟာမင်းကြီး၏မြန်မာနိုင်ငံပေါ်နောက်ဆုံးအစီရင်ခံစာသည်အလွန်အရေးကြီးသော တင်ပြမှုတစ်ခုဖြစ်တယ်လို့ဖော်ပြပါဗျာ။မြန်မာနိုင်ငံရှိလူမျိုးစုအမျိုးမျိုးအသက်အရွယ်အမျိုးမျိုးနှင့် လူမှုလူဒန်းစားအလှအတီးအသည့်နှင့်ဆွေးနွေးမှုများအပေါ်အခြေခံထားသည့်ထိုအစီရင်ခံစာသည်အာလုံးလွှမ်းခြုံပါဝင် တောင်းဆိုကြသောသတင်းစကားကိုထပ်ဆင့်အတည်ပြုပေးသည်မှာစစ်တပ်သည်နိုင်ငံရေးတွင်မပါဝင်သင့်ဘဲပြည်သူများသည်တာဝန်ခံမှုနှင့်လူအခွင့်အရေးများအပေါ်အခြေခံသောငြိမ်းချမ်းပြီးအားလုံးပါဝင်သောဒီမိုကရက်တစ်လူအဖွဲ့အစည်းကိုလိုလားကြသည်ဟူသည့်အချက်ဖြစ်တယ်လို့ဖော်ပြပါတယ်မြန်မာနိုင်ငံသည်ထိုအလားအလာများကိုရရှိရေးအတွက်မဟာမင်းကြီးအဆိုပြုသောလမ်းကြောင်းလေးခုကိုထောက်ခံပြီး ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံနှင့် Mr. Andrews ဤကြိုးပမ်းဆောင်ရွက်မှုကိုထပ်လောင်းကျေးဇူးတင်ရှိတယ်လို့ဖော်ပြပါရခင်ဗျာဒုတိယသတင်းအနေဖြင့်ခရူဆိုမြို့နယ်အနောက်ချမ်းတွင်ဝမ်ပြက်ဝမ်ရှော့ယောဂါဖြစ်ပွားမှုကြောင့်ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ရူဆိုမြို့နယ်နောက်ဖက်ချမ်းရှိဖုံဘော်ခွတ်မြို့နယ်ဒေလကျိုကျေးရွာတွင်ဝမ်ပြက်ဝမ်ရှော့ယောဂါဖြစ်ပွားသူအရေအတွက်မြင့်တက်လျက်ရှိပြီးစေဝါနှင့်စေကူတမှုအရေးပေါ်လိုအပ်နေကြောင်းသိရပါသည်။ဇွန်လ22ရက်နေ့တွင်ဒေလကျိုကျေးရွာအတွင်းရှိဘော်ဒါဆောင်တစ်ခုတွင်ဝမ်ပြက်ဝမ်ရှော့ယောဂါစတင်ဖြစ်ပွားပြီးလက်ရှိတွင်တရက်လင်3ဦးနှုန်းထိယောဂါဖြစ်ပွားမှုတိုးလာနေသည်ဟုဖုံဘော်ခွတ်မြို့နယ်ကျန်းမာရေးအရာရှိဆီယမ်မဂျူလက်က KPV သတင်းဌာနသို့ပြောကြားထားပါသည်။ လက်ရှိအချိန်ထိဖူဆိုမြို့နယ်နောက်ဖက်ချမ်းတွင်ဝမ်ပြက်ဝမ်ရှော့ယောဂါဖြစ်ပွားသူ60ဦးခန့်ရှိပြီးလူနာများတွင်ဝမ်သွာခြင်းအဖျားကြီးခြင်းဝမ်သွာနှင့်သွေးပါခြင်း သွေးအံ့ခြင်းဗိုက်နာခြင်းနှင့်ခေါင်းကိုက်ခြင်းစသည့်လက္ခဏာများတွေ့ရှိရကြောင်းသိရပါသည်ဒေသခံကျန်းမာရေးအဖွဲ့များသည်မြေဥကျမ်းမာရေးဆရာဝန်များနှင့်ပူးပေါင်းကာယောဂါစစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီးဓာတ်စားနှင့်အခြားဆေးဝါးများလိုအပ်လျက်ရှိတယ်လို့သိရပါဗျ ဒီလင်ကျိုးကျေးရွာတွင်ဒေသခံလူဦးရေ205ဦးနှင့်အခြားဒေသမှစစ်ဘေးရှောင်လာသူ434ဦးနှင့်မော်တာဆောင်နေထိုင်သူ152ဦးရှိတယ်လို့သိရပါတယ်။စေဝါနှင့်ကျန်းမာရေးအကူအညီများအရေးပေါ်လိုအပ်သဖြင့်တပ်ဆိုင်ရာအဖွဲ့အစည်းများနှင့်အကူအညီပေးလိုသူများအနေဖြင့်ဖုံဘော်ခွတ်မြို့နယ်ကျန်းမာရေးဌာနသို့ဆက်သွယ်အကူအညီပေးနိုင်ရန်တိုက်တွန်းထားပါတယ်ခင်ဗျာ။ဆလဘီ UK အစိုးရအနေနဲ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့ LGBT+ အခွင့်အရေးတွေကိုမြင့်တင်ပေးပြီးအကာအကွယ်ပေးဖို့အတွက်တန်ိဋ္ဌာန်ချမှတ်ထားတဲ့သတင်းကိုတင်ပြပေးပါမယ်။ UK အစိုးရအနေနဲ့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့ LGBT+ အခွင့်အရေးတွေကိုမြင့်တင်ပေးပြီးအကာအကွယ်ပေးဖို့အတွက်တန်ိဋ္ဌာန်ချမှတ်ထားတယ်လို့ဇွန်လ30ရက်နေ့မှာ UK တန်ယုံမြန်မာကထုတ်ပြန်ပါတယ်။ မည်သူမဆိုမိမိရဲ့ဖြစ်တည်မှုအတိုင်းကြောက်ရွံ့မှုမရှိဘဲရှင်သန်ခွင့်ရှိပါတယ်။ဗီဒီရှာတန်ယုံရန်ကုန်အနေနဲ့မတူညီ क्वे ပြားမှုအသေးသေးစုစည်းနေတဲ့မိမိတို့ရဲ့လုပ်ငန်းတွေအတွက်ဂုဏ်ယူပါတယ်။လုပ်ဖို့ကံပများအလုံးဂုဏ်သိက္ခာရှိရှိလေးစားမှုတွေနဲ့ရှင်သန်နိုင်ရန်တူးချင်းစီရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေအတွက်ဆက်လက်ရည်တည်ဖို့ကတိကူအပြုထားပါတယ်လို့ဖော်ပြပါပါတယ်ခင်ဗျာ။ဆက်လက်ပြီး PSLF DNL ကအပတ်စဉ်တနိုင်ငံရေးသိပ်ပံကျောင်းစင်ပွဲနှင့်ဒီပလိုမာပွဲအနှင်းပွဲကျင်းပတဲ့သတင်းကိုတင်ပြပေးပါမယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL ကဥဆောင်ဖွင့်လှစ်ထားတဲ့နိုင်ငံရေးသိပ်ပံကျောင်းအပတ်စဉ်တကျောင်းစင်ပွဲနှင့်ဒီပလိုမာပွဲအနှင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ဇွန်လ25ရက်နေ့ကတောင်ပြည်တနေရာမှာကျင်းပခဲ့တဲ့အဆိုပါအခမ်းအနားကို PSLF DNL ဒုဥက္ကဋ္ဌတဒုဗိုလ်ချုပ်ကြီးတားချုပ်ကြားအထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တားဖုံးကျော်တောင်ပြေကောင်စီဒုဥက္ကဋ္ဌတဒီဒီမိုခန်းတောင်ပြေတက္ကသိုလ်ဒေါက်တာဟောဗိုလ်မှူးချုပ်တားအုပ်တမောင်းနဲ့ဗိုလ်မှူးချုပ်တားပန်လာစေဦးစည်းချုပ်ယုံမစေဦးစည်းအရာရှိချုပ်ဗိုလ်မှူးချုပ်တားနော်ရှင်နိုင်ငံရေးသိပ်ပံကြောင်းမှဆရာဆရာမများရက်ဖက်အဖွဲ့အစည်းများမှတာဝန်ရှိသူများ PSLF DNL ဌာနဆိုင်ရာအရာရှိများနှင့် ចောင်းသားចောင်းသူများရဲ့មិតាសុវិញများសុសុបောင်း600ចោតက်យកခဲ့ကြတယ်လို့သိရပါတယ်။ဒုတိယဘូចុជីតားជុកជាកតောင်းប្លောင်လူမျိုးများအနေဖြင့်យခင်ကနိုင်ငံရေးအသည့်အားနည်းမှုကြောင့်အရာရာဆုံးရှုံးခဲ့ရပြီးယခုအချိန်တွင် နိုင်ငံရေးအားတတိရှိရှိလှုပ်ဆောင်ရန်အချိန်တန်ပြီဖြစ်သည်။ဤចောင်းစင်းလူငယ်များအားရណံမွေးသောပန်းများနှင့်ညစ်တိုင်းဝါဖြစ်စေလိုကြောင်းចောင်းစင်းမိန်ကုန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဘូចុជីតားဖုံးကျော်ကလည်း တောင်းပြည်သားမကမြမပြည်တစ်ခုလုံးပါဝင်တဲ့တော်လိုင်းလုပ်ငန်းများတွင်လူငယ်များပါဝင်လှုပ်ဆောင်ရန်လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ကာတော်လိုင်းပန်းနိုင်သူအများဆုံးရောက်ရှိရန်စွမ်းဆောင်ရမယ်လို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ထို့နောက်အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ကျောင်းသူကျောင်းသားများအားဒီပလိုမာဖွဲ့များအနှင်းခဲ့ကြပြီးထူးကျွန်စွာအောင်မြင်ခဲ့သူများအားစုချီးမြှင့်ခြင်းနဲ့တင် जा ပေးခဲ့ကြတဲ့ဆရာဆရာမများကိုဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ ယခုကြောင်းကို2022ခုနှစ်ဩဂုတ်လမှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၃နှစ်တာကာလအတွင်းចောင်းသားចောင်းသူ35ဦးတက်ရောက်တင် जा ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာဆလဘီကောတောင်းချင်းထောင်တွင်နိုင်ငံအကျဉ်းသားတအုပ်ကြဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်2025ခုနှစ်ဇွန်လ26ရက်နေ့ည9:00နာရီချိန်တွင် ကော့တောင်းချင်းထောင်တွင်နိုင်ငံရေးပုံမှန်ဖြင့်အကျဉ်းချခံထားရသော အသက်54နှစ်အရွယ်ဦးအေးလွင်သည်နာမကျန်းဖြစ်နေသည့်အချိန်တွင်ထောင်တွင်းမှနှမိုင်ဆေးရုံသို့ပို့ဆောင်ခဲ့တော်လဲလုံလောက်သော စေဝါကူတာမှုကို အချိန်နှင့်တပြေးညီမရရှိခဲ့ပေနှမိုင်ဆေးရုံတွင်အရေးပေါ်ကြဆုံးခဲ့ကြောင်း PPNM မှ ထုတ်ပြန်ထားပါသည်စေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိသဖြင့်တေဆုံးခဲ့ရသူများမှာ 2025ခုနှစ်ဇန်နဝါရီလမှဇွန်လ30ရက်နေ့အထိ73ဦးအထိရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ယခုနောက်ဆုံးသတင်းအနေဖြင့်ဒီခရီးကြမ်းလာရုပ်ရှင်ပြပွဲကိုစင်ကာပူနိုင်ငံကာနီဗယ်ရုပ်ရှင်ရုံမှာဩဂုတ်လ3ရက်နေ့တွင် ပြသသွားမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဒီခရီးကြမ်းလာရုပ်ရှင်ပြပွဲကိုစင်ကာပူနိုင်ငံကာနီဗယ်ရုပ်ရှင်ရုံမှာဩဂုတ်လ3ရက်နေ့တနင်္ဂနွေနေ့တွင် နေ့လယ်၁၂နာရီနှင့်နေ့လယ်၂နာရီပွဲချိန်၂ချိန်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။လက်မှတ်များကို Carnival website တွင် online မှာတဆင့်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။ဒီခရီးကြမ်းလားရုပ်ရှင်ပြပွဲနှင့်အတူဆက်လျှောက် Keep Moving On မှာပူးပေါင်းပါဝင်သွားမှာဖြစ်ပြီးရောင်းချရသည့်လက်မှတ်အရေအတွက်အတိုင်းဆက်လျှောက်ခြေအိမ်များကိုမြေပြင်ရှိရဲဘော်များထံပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းတောက် တာကီမင်းစစ်သွေးနဲ့ခါရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။